的朋友高看下来呀，不嫁给绿叶跳别段马路，夜的对他来见一千里沟，梦的喜悦你要牵牛尾巴的背篓回家哦，那 <noise> 一。<music> 心也明了。 she didn't even tell you me but the love queen just bow now she really just ရရဲ့ကနော်နားမထောင်ခင်မှာကိုယ့်ရဲ့ခံစားချက်လေးပြောပါအောင် original ကတေးရောက်ပွိုင်းမယ်ဆိုတဲ့အချင်းတော့တယောက်တည်း safe sound တော့ဆိုခဲ့တယ်အားရရလားကိုယ့်ကို original လားဟုတ်အားရပါရတော့ပြောပြီးပြပါတယ် လက်တွေတောင်းနေတယ်ဘာဖြစ်လို့လဲစိတ်တွေတုန်ရှားကြောက်နေဒီဆိုရှင်ပြန်သွားခဲ့တယ်ညီလေးအတွက်ကိုလည်းသုံးသပ်ပေးပါဦးခင်ဗျာဟောင်းလေးမင်္ဂလာပါမင်္ဂလာပါမပြန်တွေ့ရတာအားလုံးမရန်ဝန်တာတယ်အဲခုမောင်လေးတို့ဆောဆောအမပြောသွားတယ်လို့ပဲအားလုံးကတော်ခဲ့ကြလို့ဒီနေရာကိုအကုန်လုံးကြောက်လာခဲ့ကြတာလေဆောဆောကလည်းမျိုးမကြောက်နဲ့နော်သူပြောတယ်လို့လက်တွေလည်းမကြုံပါနဲ့ဒါပေမဲ့ဆိုသွားတာနားထောင်ရတာတော့ကြောက်တဲ့ပုံတော့မပေါ်ပါဘူးအမပထမတော့မကြည့်ပဲနဲ့နားထောင်နေတော့ကြည်ပြီးနားထောင်နေဟိုအေးဆေးဆေးပဲဆိုသွားတာအမတွေ့တယ် ်အချင်းကိုချိုချိုလေးနဲ့အမတော်တော်လေးနားထောင်ကောင်းတယ်အမအတွက်မသဘောကျတယ်အဲဒီခိုးတန်လေးရနေဆိုတော့အလေးလေတက်တက်ရဲရဲကိချိန်နာလေးလည်းကောင်းတယ်ဆိုတော့အပြစ်ပြောစရာမရှိပါဘူးမောင်လေးကံကောင်းပါစီကျူးတမိုင်းပါဘော်တန်နဲ့ရောက်ခဲ့ရဆိုတော့အိမ်မဆိုးတော့ခဏတော့မခက်ကြအောင်နော်ဒါလူတိုင်းဖြစ်နိုင်တဲ့အရာမျိုးပါဒါပေမဲ့ဆရာတို့ကရုံးထတာမျိုးပူကြတယ်ရည်ပြင်းမြင့်သွားတဲ့အခါမှာတကယ်စိတ်မွေးတကွေ့ဖြစ်သွားတဲ့အခါဘယ်ကြောက်တုံးလို့မဆိုတိုက်လို့ရတာဆိုတဲ့သဘောတရားပါပဲအဲ့ဒါက ရည်သွင်းမြင့်သွားတဲ့လူတယောက်ပါဘာရဲ့ဂီတဝယ်ပြီးပြီးအလွယ်တူဖြစ်ရှင်းနေတယ်ဒီဟာလေးကလည်းဒီမှာဆိုလို့ရှိရင်ตาကဒီဘိုင်းမဲ့နေဆိုတဲ့ခါမှာမကြခင်ကျွတ်တောက်မှာဆူလို့ဆူတဲ့နေရာလေးတော့ဆရာကဒီကကောင်းစရာရှိသေးတယ်လို့ပဲပြောပြရသေးတယ်ဒါတို့ကအမှားပြောရမယ့်နေရာပုံမြပိုင်းမဲ့ဖြစ်တဲ့နေရာလည်းမဟုတ်တော့ဘူးအင်းရကျူသားရင်ဒီကဘူကောင်းမယ်အဲ့ဒီနေရာတစ်ချက်တွေ့တယ်တော့အတန်ဆုံးလေး final လေးပေါ့မအိမ်မက်ချူမြန်မာနဲ့ခြေသူ ဒီလိုလေးရိတ်တူရှင်းရှင်းလေးမှနှုတ်သေးရတော့ဒါလေးကြတာလည်း flat ပါပါလေးရှိရတာလေးကဆရာပြောချင်တဲ့သဘောတရား page လေးဒီရွယ်ဒီနေရာလေးကခိုင်ခိုင်ခန့်ခန့်တိဆောက်ပါစိတ်ရှိရတိခံမျိုးအမှန်မကန်တိဆောက်ပြီကိုယ်အမှုပြောင်းကိုဖော်ကျူးရရတပိုင်းဆိုင်ရာပေးနိုင်မှုပဲကြိုးစားပါအဲ့ဒါကိုပို့ပြီး view site ရတယ်ဒါအမှန်မှန်ဒီတခြင်းကဒါဆိုတာဒါရဲ့ကျင်တဲ့ကျွမ်းကျင်တဲ့ music ထဲမှာရှိတယ် why မနော်ဒါဒါဆိုရှင် english pop ပုတ်တဲ့ကြ clap ပုတ်ကြည့်တဲ့ style ဒီတယ်ဒီချင်းတွေကတိုင်းဟန်ချက်တည်းမှရှိတယ်။ဒါဒီတဲ့ပူကောင်းကိုခန်းစားလို့ရသေးတယ်။ဆရာကအကြံပေးဒါမှားလားဆိုဘာမှမမှားပါဘူး။ပူကောင်းစရာလေးသူပူစိတ်နဲ့နှိမ့်မြပူကောင်းမယ်ဆိုရင်ဆရာအကြံပေးတာပါကျေးဇူးတင်ပါဒါအောင်မြင်ပါစေကံကောင်းပါစေ။ဒီတစ်ချက်ကမူရင်းတစ်ချက်ကတော်တော်ခက်ပါတယ်။အဲကောင်းကောင်းကလည်းဒါကိုသူဒီဆရာကိုသူဆိုထားတယ်။ positive vibe တွေပါတဲ့နေရာတွေများတယ်လို့ပဲ key chain လည်းပါတယ်။နောက်ဆုံးအဲဒီမှာဆိုရင်မရောက်နိုင်တဲ့နေရာမျိုးတွေပေါ့နော်။ ကောင်းကောင်းလဲတော်တော်အရန်ကိုကြိုးစားပြီးတော့ဆိုထားတာ။နောက်ဒါလည်းအခုစိုးရိမ်နေဆိုပေမဲ့လည်းဆိုသွားတာတွေ့ရတာအမှားယွင်းတွေမရှိဘူးပေါ့နော်။အတန်ပါဝါလဲဟိုကောင်းတဲ့နေရာလေးတွေနိုင်ငံတွေ့ရတယ်။ဒါခါလေးကျတော့ထက်တဲ့တခြင်းကိုဆိုလို့ရှိရင်အဲတချို့ကအားနေပြီးတော့ပို့အတန်လေးပါဝါမပြည့်တာတော့ဖြစ်တတ်တယ်ပေါ့နော်။အဲ့ဒါမျိုးလဲဒီမှာတော့မတွေ့ရပါဘူး။ပြောရလို့ရှိရင်တော့ဒီဒီအဆင့်မှာပေါ့။နောက်တစ်ဆင့်ဟို အဆုံးဖြတ်ပေးမယ်ဆိုတဲ့အခါကျတော့ခုနကဆလုလည်းရွေးထားတဲ့သချင်းကကောင်းတယ်နော်ဟိုပြိုင်ပွဲနဲ့စီလျော်တယ်ဒါရွေးထားတဲ့သချင်းကလည်းကောင်းတယ်ကောင်းတဲ့သချင်းကိုလည်းဒါအများကြီးပုံပေါ်နိုင်တယ်ခုနကပြောတဲ့ဆရာတော်တို့ပြောသလိုအသေးစိတ်ပို့ပြီးကောင်းစေချင်တဲ့နေရာလေးတော့ရှိမယ်ဒါပေမဲ့လည်းဒါရဲ့ကျိုးသားအထုပ်မှုကိုဆရာလည်းသဘောကျတယ်လို့ပြောချင်ပါတယ်ကျူးတမဆရာဘာမှ safe zone သူကကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲဒါနှစ်ယောက်စလုံးကဘာ worry မှမရှိဘဲနဲ့ဆိုသွားတာတော့ ဒါတခုတော့တကယ်အင်တန်သဘောကျပါတယ်။မှာဆိုဒီချင်းမှာမှားမယ်ဆိုရင်မှားစရာ point တွေအများကြီးရှိတယ်။လွဲမှားသွားစရာနေရာတွေအများကြီးရှိပေမဲ့အဓိကစိတ်ကိုတားအချိန်မီထိန်းနိုင်တယ်။ထိန်းနိုင်တဲ့အတွက်အဲဒီ fossil wise ဆိုတာလည်းအကုန်လုံးအဆင်ပြေတယ်။နားထောင်လည်းအဲ့နေရာလေးမှာမှားများမှားမယ်။ဒါပေမဲ့ဒါမမှားပဲနဲ့အလှဆုံးဆိုရဒါလည်း live ဆိုရတာပေါ့။အကယ်လို့များ recording မှာဒီချင်းအခုအနေဒါတိုင်းဆိုမယ်ဆိုတော့နောက်တစ်ခါ အဲ့နောက်တော့ဒါအချောရတော့ပုံစံလေးမှာရှိတဲ့ဝင်ခံစားမှုတွေပါ။အလိုက်ဆိုရတဲ့အတွက်မာရင်အနေငယ်တော့ရှိနေတယ်။ဒါလည်းဒိုင်းတွေအလုံးနားလည်မယ်လို့ထင်တယ်။အဲ့တော့နှစ်ယောက်စလုံးစူးစမ်းသွားပါတယ်။အဲ့တော့ထွက်လာမယ့်အဖြစ်အကောင်းဆုံးဖြစ်ပါစေလို့ပဲဆရာဆုတောင်းပေးပါ။ဒါဒီနေ့ဆိုတာကိုတော်တော်လေးသဘောကျပါတယ်။ကျေးဇူးတင်ပါတယ်ဆရာ။အဲ့တော့အကောင်းဆုံးဒီဆိုရှယ်မီယာတော့ရည်လေးနှစ်အောင်လဲကံကောင်းပါစေ။ပြည်သက်တွေအနေနဲ့ဒန်လူကြီးတွေရဲ့ဒီညအတွက်ရွေးချယ်ဆုံးဖြတ်မှုကိုဒီပွဲမဆုံးခင်မှာပဲသိရှိရမှာဖြစ်ပါတယ်။ဒါပေမဲ့ဆက်လက်ပြီးတော့ပြည်သက်တွေက မဲပြီးခဲ့တဲ့မင်္ဂလိပြောင်းမဝင်တဲ့မဲရလက်တွေကိုလည်းကျင်ညာပေးရမှာဖြစ်ပါရဲ့ခင်ဗျာ